င်္ဂလာပါရှင်ဂျွန်လ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရွှေရက်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါရှင်ဒီကနေ့ညနေရရှိထားတဲ့ပုံကြည့်ရဲ့အခါမှာတော့ကပ်ပလီပင်လယ်ပြင်မင်္ဂလာပင်လယ်ရောအရှေ့တောင်ပိုင်းမှာမုတ်တုံလေးရအာအသင်တင်ရနေအာကောင်းနေပါတယ်ကြံမင်္ဂလာပင်လယ်ရောမှာတိမ်အသင်တင်ဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့တောင်ပိုင်းဒေသတွေမှာတိမ်ထူရနေပြီးကြံနေတိုင်းမှာတော့တိမ်အသင်တင်ဖြစ်တော်နေပါရှင် လေတက်ခန့်နိုင်မှုခံမှန်းချက်ကတော့ရခိုင်ကမ်းရိုးတန်းမှာတနားရီ၈မိုင်ကနေ၁၂မိုင်ကြံမြမကမ်းရိုးတန်းမှာတော့တနားရီ၁၈မိုင်ကနေမိုင်၂၀နှုန်းလောက်တိုက်ခတ်နိုင်ပါတယ်ရှင်မြမနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မနက်ဖြန်အတွက်မိုးလေဝသခံမှန်းချက်အနေနဲ့ကတော့စစ်တွေမကွေပသိမ်ပဲခူးရှမ်းကုန်မော်လမြိုင်ဖအံဓဝဲစရဲတောင်ပိုင်းဒေသမြို့အားလုံးလိုလိုမမိုးရဖို့အလားအလာရှိနိုင်ပြီးတော့နေရာအနှံ့ပြားနေနေရာစိတ်စိတ်မိုးထစ်ထုံရနိုင်ပါရှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရဲ့မိုးလေဝသခမန်းချက်တွေအနည်းငယ်ရတော့ဟာခါမြစ်ကြီးနာ မုံရွာမန္တလေးလာရှိုးတောင်ကြီးဟဲဟိုးနဲ့လွိုက်ကောစတဲ့မြောက်ပိုင်းဒေသတွေအားလုံးလိုလိုမှာမနက်ဖန်ကမှနေရာအနှံ့ပြားကနေနေရာကျဲကျဲမိုးရွာတော်နိုင်တယ်လို့ခမန်းရရှိထားပါရှင်မိုးရင်ခမန်းချက်အနည်းငယ်ရတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေအားလုံးလိုလိုမှာမိုးရိပ်ချိန်တွေက40မီလီမီတာကနေ80မီလီမီတာလောက်ရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ထူးခြားတဲ့နေအပူချိန်တွေအနေနဲ့ကတော့တနိုင်ငံလုံးလိုလိုမှာမိုးရွာဖို့အလားအလာရှိနေတဲ့အတွက်ကြောင့်တနိုင်ငံလုံး35ဒီဂရီစင်နီဂရိတ်ဝန်းကျင်လောက်ရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရှင်။ ဆက်လက်ပြီးတော့မြမပင်လယ်ပြင်ခမန်းတဲ့အနေနဲ့ကတော့မြမပင်လယ်ပြင်မှာလှိုင်းအသင့်တင်ရတယ်လှိုင်းကြည့်နိုင်ပါတယ်လှိုင်းမြင့်နေရတော့နှစ်ပင်ကနေ၅ပင်လောက်ရှိနိုင်တယ်လို့ခမန်းထားပါတယ်ရှင်မန်လေးမြို့နယ်ဤတွားရဲ့အတွက်၅ရက်စာခမန်းတဲ့အနေနဲ့ကတော့လာမယ့်တစ်ပတ်လုံးမှာမန်လေးမှာမိုးရွာဖို့အလားအလာတွေရှိနိုင်တယ်လို့ခမန်းရရှိထားပါတယ်ရှင်ရန်ကုန်မြို့နယ်ဤတွိုင်း၅ရက်စာခမန်းတဲ့နေနေရတော့လာမယ့်တစ်ပတ်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့အလားအလာရရှိနိုင်တယ်လို့ခမန်းရရှိထားပါရရှင် နေပြောင်းတဲ့ဤတဝိုင်း9ရက်စာခမန်းကျန်နေနေရတော့လာမယ့်တစ်ပတ်လုံးမှာနေပြောင်းမှာလဲမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခမန်းရရှိထားပါတယ်ရှင်ဆက်လက်ပြီးတော့အာရှဒေတာတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးများရတယ်ပါရဲ့ရှင်။